တင်းနေတဲ့ဖာရှာလမ်းရောခန္ဓာကိုယ်လေးနဲ့မှီထားပြီးတော့ trapezium muscle ရေကိုမင်္ဂလာပါဖုန်းတွေပေါ်များလာပြီးတော့ social media တွေကိုယနေ့ခင်မှာလူတွေအရန်တုံးလာတယ် social media ကိုတုံးတဲ့အချိန်မှာခေါင်းတွေကိုငိုက်ဆိုက်ပြီးတုံးတယ်အဲ့ဒီတော့အဲ့ဒီအရာရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့ဇာကြောတွေအရန်တင်းပြီးတော့ neck pain တွေအရန်ဖြစ်တယ်အဲ့လိုဖြစ်တဲ့အပေါ်မှာအရင်ကလိုမျိုးအသက်ကောင်းကောင်းရှူလို့မရဘူးခန္ဓာကိုယ်ရဲ့ပုံစံ posture တွေက ြောင်းလာတယ်ခေါင်းတွေကဘယ်တွေညာတွေလှဲ့လို့မကောင်းဘူးပြီးတော့အနောက်တွေကိုလှန်လို့မကောင်းဘူးအာစသည်ဖြစ်ပေါ့နော်ဟိုနေလို့ထိုင်လို့မကောင်း ဖြစ်လာတယ်အဲ့ဒီတော့အာကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာဒီ neck pain ကိုစနစ်တကျပေါ့နော်ဘလို့တတ်တာပျောက်ကင်းအောင်လုပ်အောင်လဲဆိုတာကိုပြသပြီးတော့ရှင်ပါတယ်ဆိုတော့ဆက်ပြီးတော့စောင့်ကြည့်လိုက်ကြအောင်ပထမဆုံးလေ့ကျင့်ခန်းအနေနဲ့ ဒီ trigger ဘောကို အသုံးပြုပြီးတော့အခုံးကြွက်သားကို myofascial release လုပ်မယ် myofascial release ဆိုတာကတော့ဒီတင်းနေတဲ့ fascia တွေကိုကျွန်တော်တို့ကပြော့ပြောင်းသွားအောင်အရင်လုပ်ပေးမယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့နိုင်ရန်ပေါ်မှာ trigger ball ကိုထောက်လိုက်မယ်ထောက်ပြီးရင်ကျွန်တော်တို့တင်းနေတဲ့ပခုံးကြွက်သားနဲ့ထိန်းရမယ်ထိန်းပြီးရင်ဘယ်ညာ second 30လှိမ့်မိရမယ်။နိုင်ရောခန္ဓာကိုယ်လေးနဲ့မှီထားပြီးတော့လှိမ့်မယ်ပေါ့နော်။လှိမ့်တဲ့ချိန်မှာအသက်ကို ပုံမှန်အရှူထုတ်လေးလုပ်မယ်။ second 30လှိမ့်ပြီးလို့ရှိရင်လက်ကိုပေးပေးညာမြောင်မယ်။အားလုံးပေါ့6ချိန်လုပ်မယ်။ပေးပေးညာမြောက်တာ6ချိန်လုပ်ပြီးသွားလို့ရှိရင်လက်ကို ပေါ်တက်အောက်ချာအရှိလို့သွားမှာပေါ့နော်အဲ့ပုံစံကိုလည်းအဲ6ကြိမ်လုပ်မယ်အဲ့လိုလုပ်တဲ့အချိန်မှာခန္ဓာကိုယ်ကငြင်းငြင်းထားမယ်လက်ကိုယ်ပဲအဓိကလုပ်မယ်အဲ့လိုပဲညာဘက်ပြီးလို့ရှိရင်ဘယ်ဘက်ကိုလည်းအဲ့ဒီပုံစံတိုင်းသွားမယ်စက္ကန့်30နှစ်ကြောလုပ်မယ်အဲ trigger ball နဲ့ my facial release လုပ်ပြီးသွားတဲ့အချိန်မှာဒုတိယလေ့ကျင့်ခန်းက neck tech လို့ခေါ်ရလေးခြင်းကဒီ neck tech လို့ခေါ်ရလေးခြင်းကတော့ခန္ဓာကိုယ်မှာ pasture ပြောင်းနေတဲ့ဟာကိုအဲပုံစံမှန်သွားအောင်လို့ brain ကိုမှတ်မိအောင်လို့ကျွန်တော်တို့ကဒီလေးခြင်းကိုထည့်ပြီးတော့လုပ်ပေးရမယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့လက်ကိုဒီလိုထားရမယ်တန်းချောင်းနဲ့ဒီလိုမျိုးထားရမယ်ပြီးရင်ခေါင်းကိုအရှိအနောက်အတိုးအဆုတ်လုပ်ပေးရမယ် ီပုံစံနဲ့လုပ်ပေးမယ်နော်လက်ကိုဒီတိုင်းမထားရမယ်ဒီခေါင်းကိုလည်းအရှိန်အောင်အတိုးဆုပ်လုပ်ပေးရမယ်ဒီလေးချိန်ကောင်ကိုအားလုံးပေါင်း12ချိန်2ကြော့လုပ်ပေးရမယ်ဆိုတော့တတိယလေးချိန်ကန်အနေနဲ့ levator marcel ရဲ့ trapezium marcel ရဲ့ကို stretching လုပ်မယ်အရင်ဆုံး levator marcel ကို stretching လုပ်မယ်အဲ့ဘယ်လိုလုပ်မလဲဆိုတော့လက်ကိုတင်မာနောက်ပို့လိုက် ပို့ပြီး Levita Marcel ရဲ့ပုံစံက45 degree ရှိတဲ့အတွက်ကျွန်တော်ခေါင်းကို45 degree ဆောင်းလိုက်ဆောင်းဝင်ပြီဆိုတာနဲ့ဘယ်ဘက်လက်နဲ့ဆွဲချမယ်ခေါင်းအဲ့ဒီမှာ Levita Marcel ရဲ့တောင့်တင်းမှုကိုခံစားပြည့်ရှိရလိမ့်မယ်ဆွဲချတဲ့အချိန်မှာတောက်ရှူပြန်ဖြည့်ဖြည့်ချင်းနေထောက် ဒီ stretching လေးချက်ကို second 30နှစ်ကြော့လုပ်မယ်ညာဘက်ညာဘက် levator muscle ကို stretching လုပ်ပြီးဘယ်ဘက်ကိုလဲအဲ့ဒီပုံစံတိုင်းပဲလုပ်မယ်နော်အဲ့တော့ levator muscle ကို stretching လုပ်ပြီးွားလို့ရှိရင်ဒီ trapezius muscle ကို stretching လုပ်မယ်ပုံစံကအာတူမလိုလိုနဲ့နည်းနည်းလေးကွဲတယ် အဲ့တော့ဘယ်လိုလဲဆိုတော့ levator levator muscle ကို stretching လုပ်တာကခေါင်းက45 degree ဆောင်းပြီးတော့မှဆွဲချတယ်ဒါပေမဲ့ဒီ level နားမှာရှိတဲ့ trapezius muscle ကိုကြတော့ဘယ်လို stretching လုပ်မလဲဆိုတော့ခေါင်းကို45 degree ဆောင်းနေရမလို့ခေါင်းကိုတဲတဲပဲထားမယ်လက်ကတော့ထုံးစံနိုင်မယ်အနောက်ပြထားမယ်ပြီးရင်ယိုယိုလေးပဲခေါင်းကိုဆောင်းချလိုက်မယ်ဆောင်းချပြီးရင်ဆွဲချမယ်ရှူမယ် ထုတ်မယ်ရှူမယ်ထုတ်မယ် Okay so တော့နောက်ဆုံးလေ့ကျင့်ခန်းကတော့ scapular activation လုပ်ပါမယ်အာ scapular activation ကဘာလုပ်ဖို့ဘာဖြစ်လို့လုပ်ဖို့လိုလဲဆိုတော့ scapular weak ဖြစ်လို့ရှိရင် trapezius တွေတိုက်ဖြစ်တာများတယ်ပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ဒီ scapular activation ကိုလုပ်ဖို့လိုပါတယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဆက်ကြည့်လိုက်ကြအောင်ဆိုတော့အာကျွန်တော်သုံးထားတဲ့ therapy band ကတော့ အရန်အထူကြီးမဟုတ်ဘူးပပလေးကိုတုံးထားတယ် Okay ဒါအာ turban turban scapular activation စတဲ့နေရာပေါ့နော်အဲတောင်90 degree ထားရမယ်ခန္ဓာကိုယ် rigid တန်ကြောင်းလိုမျိုးတောင်းထားမယ်ပြီးရင်စပြီးဆွဲမယ်ကျိုးအနောက်ဆွဲတဲ့အချိန်မှာအတော့ရှူမယ်ပြီးရင် release အတော့ပြန်ထုတ်မယ် ဲ့မှာဗီဒီယိုထဲမှာ scapula လှုပ်တော့တော့ဦးထင်းနေရှားရှားတွေ့ရလဲအနောက်ကိုအစုံကြီးဆန့်မယ် pin release ဒီ turban scapula activation ကိုဆက်နှစ်ကြိမ်နှစ်ကြော့လုပ်မယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီ neck pain ဖြစ်နေတဲ့လူတွေဘယ်လိုမျိုးတက်တာပျောက်ကင်းအောင်လုပ်ရမလဲဆိုတာကိုကျွန်တော်အစင်းစင်းစနစ်ကြပြသပေးတော့ပြပါပြီဆိုတော့အားလုံးကျေးဇူးတင်ပါတယ်